အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဂျိတ်တန်ရာတွေကနေပြန်လဲကြိုယူပါတယ်ထိုင်းနိုင်ငံရောမှာလာတက်တဲ့အထူးတည်တဲ့သင်တန်းသားတွေပြီးသွားတဲ့နောက်မှာတော့ဒါကတော့ကျွန်တော်တို့ပုံမှန် local students တွေဖြစ်ပါတယ်အဲဒီမှာတော့ကျွန်တော်တို့ဂျိတ်တန်ရာတွေကိုတော့ခုနကပြောလို့ဒါတခြားနိုင်ငံတွေလည်းပဲလာပြီးတော့မှသင်တန်းတွေတက်တဲ့အခါမှာလည်းပဲကျွန်တော်တို့ ပုံမှန်လိုပဲကသင်တန်းသားတွေကိုသင်လို့ပဲသင်ပေးတာဖြစ်တယ်ကျွန်တော်တို့ဝယ်တာရောင်းတာဖြတ်တာတွေးတာကြောက်စီကြောက်သားကြည့်တာအလုံးပေါင်းကျွန်တော်တို့၅မျိုးပေါ့နော် theory အဝယ်အဖြတ်အတွေးအယောင်းဆိုပြီးတော့မှကျွန်တော်တို့၅မျိုးစလုံးသင်ပေးတာဖြစ်ပါတယ်အထိုင်းနိုင်ငံသင်တန်းသားတွေပြန်သွားတဲ့အခါမှာတော့အဲသူတို့အနေနဲ့တော်တော်လေးကိုကျင့်တဲ့အားရတာဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့ပြန်ပြီးတော့မှ review လေးပြန်ပေးသွားတယ်ပေါ့နော်နိုင်ငံရေးနေပြီးတော့မှတခြားသက်ရှင်တဲ့သင်တန်းသားတွေရှိမယ်တွေ့ပြီးမှဆိုတဲ့အကြောင်းလေးကိုပြောသွားတယ်ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးပေါ့နော် online ရောကျွန်တော်ရဲ့ J ဲကြံရည်ပေးသက်တွေကိုကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးရှိတယ်ကျွန်တော်တို့ကြောက်လောကတွေဝင်လာတဲ့အခါမှာကျွန်တော်တို့ကနှစ်မျိုးနှစ်စားနဲ့ဝင်လာလို့ရတယ်ဘယ်လိုမျိုးလဲဆိုတော့အရင်နီးယူခဲ့ပြီးတော့မှကြောက်လောကကိုဝင်ခဲ့လို့လည်းရတယ်အရင်နီးမပါဘဲနဲ့လည်းဝင်ခဲ့လို့ရတယ်ပြောချင်တာကတော့ကျွန်တော်တို့ကြောက်လောကဆိုတာကတော့အရင်နီးမရှိဘဲနဲ့လည်းလုပ်ငန်းဆက်လို့ရတယ်အရင်နီးရှိရင်လည်းလုပ်ငန်းဆက်လို့ရတယ်အဲအရင်နီးမရှိဘဲနဲ့ကျွန်တော်တို့ကြောက်လောကတွေဝင်မယ်ဆိုလို့ရှိရင်တော့အချိန်အရင်နီးလူအရင်နီးဆိုတာလေးကိုပြောချင်တယ်ကျွန်တော်တို့အချိန်ပေးရတယ်ဒီထဲမှာပဲကျွန်တော်တို့လူအနေနဲ့လည်းပဲကြောက်ဝိုင်းနေမှာ ပဲကျင်နေနေရမှာပေါ့နော်ဒါကိုကျွန်တော်ကအချိန်ရင်းနီးလူရင်းနီးလို့ပြောတာဖြစ်ပါတယ်ရင်းနီးနဲ့ဝင်ခဲ့မယ်ဆိုလို့ရှိရင်လည်းပဲသတိထားစရာအကြောင်းအရာတွေတော့ရှိတယ်အရင်နီးနဲ့ဝင်ခဲ့မယ်ဆိုလို့ရှိရင်ကိုကဒီကြောက်ပညာကိုနားမလည်တဲ့အခါမှာဒီကိုယူခဲ့တဲ့ရင်းနီးတွေချက်ချင်းဆုံးဆုံးသွားတဲ့ဟာတွေရှိတယ်ပေါ့နော်ကြောက်မှာကျွန်တော်မလောက်တတ်ဘူးဆိုလို့ရှိရင်ကိုယ့်ရှိရာရင်းနီးတွေကျွန်တော်တို့တချို့ဆိုလို့ရှိရင်3000 3000ဒီလိုမျိုး3000ကျောင်းကနန်းကုန်မှပဲတင်နန်းကိုရောက်လာတဲ့တင်နန်းတွေလည်းရှိရပါအဲ့တော့အဲ့လိုမျိုးအရင်နီးနဲ့ဒီကြောက်လောက်ကတွေဝင်ကျင်နေဆိုလို့ရှိရင်တော့တင်နန်း နေတက်ပြီးတော့မှစနစ်တကျလေ့လာပြီးတော့မှကိုပိုင်တဲ့ lion မှာကျွန်တော်တို့ရင်းနှီးမြုပ်နှံမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အရင်းကြီးတွေအဆုံးဆုံးတော့ပေါ့နော်အဲကျွန်တော်တို့ဒီမှာသိန်း900သိန်းတစ်ဆောင်တွေဝယ်တယ်ဆိုတာကကျွန်တော်တို့ကဒီကြောက်ရဲ့ဈေးတန်းဈေးကွက်ကိုအသားတန်းကြီးအားလုံးချိန်ပြီးတော့မှကျွန်တော်တို့ကလက်ရှိပေါက်ဈေးကွက်နဲ့ဝယ်တာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ကကြတော့ အသိန်း900ဆိုလည်းမှားမရှိဘူးပေါ့နော်အခုတော်တော်ပြီးခဲ့တဲ့တော်တော်လေးကပဲအသိန်းထောင်ကျောက်ဝယ်တယ်ဒါလည်းပဲကျွန်တော်တို့အမှားမရှိဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကရှေ့မှာအချိန်ရင်းနှီးလူရင်းနှီးအများကြီးရင်းနှီးခဲ့ပြီးသားဖြစ်တယ်ပေါ့အဲ့တော့အခု online ရောကြည့်ရှုနေကျွန်တော်ရဲ့ပေးသက်တွေအနေနဲ့ပေါ့နော်ကျွန်တော်ရဲ့ရန်နိုင်မျိုးပေါင်းသမားတွေအနေနဲ့ကတော့ကိုကအရင်နည်းနဲ့မဝင်ဘူးဒီတိုင်းပဲလေ့လာရင်းနဲ့ဒီပညာသင်ရင်းနဲ့ဝင်ခဲ့မယ်ဆိုလို့ရှိရင်တော့အချိန်ရင်းနှီးလူရင်းနှီးကျွန်တော်တို့ဆိုလို့ရှိရင်လည်းအရင်နည်းမပါဘဲနဲ့အချိန်ရင်းနှီးလူရင်းနှီးနဲ့ပဲအကျိုးစားခဲ့ရတာဖြစ်တယ်ပေါ့နော်ရင်းနှီးနဲ့ ဝင်မယ်ဆိုလို့ရှိရင်လည်းခုနကပြောသလိုနားမလဲပဲနဲ့ဝင်လိုက်လို့ရှိရင်တိန်းထောင်ခွန်းန်းဆိုတာကချက်ချင်းပုံသွားတယ်ဆိုတာလည်းအတိပေးကျင်တယ်ပေါ့လေနော်အဲ့တော့အရင်နေ့ဝင်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကစနစ်တကျလေ့လာပြီးတော့မှပဲကြောက်တွေကိုကျွန်တော်တို့ကဝယ်ယူပြီးတော့မှရင်းနှီးမြှုပ်နှံတင်လဲဆိုတဲ့အကြောင်းကိုလည်းဒီဗီဒီယိုလေးနဲ့အားလုံးကို remind လုပ်ပေးချင်ပါတယ် ကျွန်တော်တို့ဂျိတ်တန်ရီကတော့အခုလိုမျိုးဒါမန်းလေးကြောက်ဝိုင်းနေတာဒီဂျိတ်တန်လေးဆိုင်ကမှာကြောက်တွေကိုဝယ်တယ်ရောင်းတယ်တခြားတစ်ဘက်မှာလည်းပဲကျွန်တော်ကသင်တန်းတွေလည်းပေးတယ်ပေါ့နော်ဒါဆိုလို့ချင်းကျွန်တော်ရဲ့အနီးကသင်တန်းကိုသင်တန်းတွေဖြစ်ပါတယ်ကျွန်တော်တို့36လ89လမှာလည်းဂျိတ်တန်လေးသင်တန်းကြောင်းရှိတယ်နော်ဂျိတ်တန်လေးသင်တန်းကြောင်းမှာကြောက်ပညာတွေညှဝေပေးတယ်ဒီမှာလည်းပဲလက်တွေ့ကျွန်တော်တို့ရောင်းဝယ်တွေလုပ်တယ်ဆိုတာဆိုတော့ပုံနေတဲ့သင်တန်းတွေတက်ပြီးမှလေ့လာခြင်းလည်းဆိုရင်ကျွန်တော်တို့ဂျိတ်တန်လေးကိုဆက်သွင်းလို့ရတယ်ပြီးလို့ချင်းကျွန်တော်တို့ဒီကြောက်တွေပါတယ်ပြခြင်းလည်းရောင်းခြင်းလည်းဆိုလို့ချင်းလည်းပဲကျွန်တော်တို့ဒီဂျိတ်တန် တွေဆိုင်ကားကိုလာရောက်ပြီးတော့မှပြသလို့ရတယ်ဆိုတော့အကြောင်းကိုလည်းပြောချင်ပါတယ်။သင်တန်းတွေကတော့အခုရပိုင်းကတော့သင်တန်းသားတွေပြည့်နေတယ်ခုနကပြောတဲ့နိုင်ငံသားသင်တန်းသားတွေရောလူပွဲသင်တန်းသားတွေရောပြည့်နေတဲ့အခါမှာတော့ကျွန်တော်သင်တန်းသားအစ်စ်လက်မခံမဲ့စည်ရင်တွေပိတ်ထားတယ်ပေါ့နော်။အဖုံးတွေဆက်တဲ့အခါမှာလည်းသင်တန်းသားတွေပြည့်နေတယ်။နောက်သင်တန်းကိုတက်ချင်တယ်ဆိုရင်ဆယ်လပိုင်း73ရက်မှာသင်တန်းအစ်စ်ရှိမှာပေါ့နော်။အဲ့ခါကျလို့ရှိရင်တော့ကျွန်တော်တို့ဒါအော်တိုဘာကျောင်းပိတ်ရပြီပေါ့နော်။သတင်းကြွအကျောင်းပိတ်ရပြီလို့ရှိရင်ကျွန်တော်တို့ဆက်သွယ်ပြီးတော့မှလာရောက်ပြီးတော့မှစုံစမ်းအပ်နိုင်တယ်။ကျွန်တော်ဒီကနေ့မှတစ်ခုလေးသတိပေးကြတော့ ော့ကျွန်တော်တို့ဂျိမ်းဆိုင်ရာတွေ page အတူတွေ TikTok account အတူတွေအများကြီးရှိနေတဲ့ကောင်ပါအခုအနေနဲ့သတိထားစီခြင်းလဲကျွန်တော်တို့ကတော့ ် online ပေါ်ကနေပြီးတော့မှလာ KP ဝေပေးရယ်ပေးခိုင်းပြီးတော့မှတင်တဲ့အတိုင်းလုံးဝလက်မခံပါဘူးကျွန်တော်တို့ကတင်တဲ့ကိုလူကိုယ်တိုင်လာပြီးတော့မှအပ်တဲ့အခါမှာပဲကျွန်တော်တို့ကလက်ခံတာဖြစ်ပါတယ်ဒါလေးလည်းသတိပေးချင်ပါတယ် line ပေါ်မှာအလေးအညာတွေအများကြီးရှိတယ်အကြောင်းလုပ်ငန်းကကျွန်တော်အပြင်မှာလက်တွေ့ကြည့်ပြီးတော့မှပဲလောရတာဖြစ်တဲ့အကြောင်းလို့တင်တဲ့ကိုလူကိုယ်တိုင်လာရောက်ပြီးတော့မှစုံစမ်းအနံလို့ရတယ်ဆိုတဲ့အကြောင်းတွေလည်းအားလုံးကိုအတိပေးချင်ပါတယ်ဒီပြည်လေးကိုအစားဆုံးကြည့်ရှုအားပေးတဲ့ကြောက်စီအောင်ကြည့်ရှုတင်တယ်နောက်ထပ်ဂျိတ်တန်ရာဒီဘလော့တွေမှာပြန်လဲပြကြပါမယ် 拜了。